ထမဆုံးရေးသားထားတဲ့ဥပဒေချမ်းဟမ်မိုရာဘီကုတ်လို့အမည်ရတဲ့ဥပဒေချမ်းဟာသမိုင်းအတွင်းပထမဆုံးရေးသားထားတဲ့နာမည်အကျော်ဆုံးဥပဒေချမ်းပဲဖြစ်ပါတယ်။ဒီဥပဒေကိုဘေဘီလုံနိုင်ငံရဲ့နန်းတော်ကြီးဘုရင်ဟမ်မူရာဘီကခရစ်တော်မပေါ်မီခန့်မှန်းချိန်အဖြစ်1950ခုနှစ်ခန့်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဥပဒေကျမ်းရဲ့အကြောင်းအရာမှာစုစုပေါင်း282ချက်ပါဝင်ပြီးလူတွေဘယ်လိုနေထိုင်သင့်လဲအပြစ်အနာစာဘယ်လိုပေးသင့်လဲဆိုတာကိုဖော်ပြထားပါတယ်။ ဥပမာလူတယောက်ဟာအချားလူတယောက်ရဲ့မျက်လုံးကိုဖောက်ထုတ်ခဲ့ရင်ထိုလူရဲ့မျက်လုံးကိုပြန်လည်ဖောက်ထုတ်ရမည်။ဆရာဝန်တဦးဟာကုသမှုမှားရင်းမှာကထိုဆရာဝန်ရဲ့လက်ကိုဖျက်ပြစ်ရမည်။စသဖြင့်ဥပဒေထဲမှာလိန်လေမှု၊ခိုးမှု၊လက်ထပ်မှုစတဲ့လုပ်ငန်းကိစ္စတွေအပါအဝင် လူ့ဘဝရဲ့အခြေခံအရာတွေကိုလည်းဖော်ပြထားပါတယ်။ဤဥပဒေကြမ်းဟာလူ့အဖွဲ့အစည်းအတွင်းတရားမျှတမှုရှိစေရန်ရည်ရွယ်ခဲ့ပြီးမျိုးလုံးအစမျိုးလုံးဆိုသောအယူအဆဟာခေတ်သစ်ဥပဒေစနစ်များရဲ့အခြေခံကြမ်းတက်ဆောင်ပွဲဖြစ်လာခဲ့ပါတယ်။အခုလိုဗဟုသုတသမိုင်းအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သူတို့ရဲ့တိလွေရာ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်เนาะအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်